ပြီးခဲ့တဲ့အပိုင်းမှာနာရူတိုကမာတီရှယ်ဒိုကလုန်းဂျူဆူကိုတက်သွားတာကြောင့်ဂန်နင်ဖြစ်လာပါတယ်။အဲ့ဒါကြောင့်ဒီနေ့မှာနညာသိမိတ်ဆက်ပွဲအတွက်ဆော့ဆော့ထားပြီးအသင့်စားခေါက်ဆွဲနဲ့ရဲလုံနေတဲ့နွားနှုတ်ကိုတောက်ပါတယ်။သူ့လိုပဲဂန်နင်ဖြစ်လာကြတဲ့ဆာကူရာနဲ့အီနိုလည်းမိမတို့တဘာဝပြိုင်ရင်းဆိုင်ရင်ပဲအကြောင်းကိုရောက်လာပါတယ်။ရောက်လာတော့လဲစာစကဲပေးမှထိုင်နေတာကြောင့်အတန်းနဲ့ရမိန်ကလေးတွေနဲ့ရန်ဖြစ်ကြပါတယ်။တကယ်တော့စာစကဲရဲ့နာမည်အပြည့်စုံကအူချီယာစာစကဲဖြစ်ပြီးသူ့တို့ကြောင့်ရဲ့အတော်ဆုံးကြောင်းသားလည်းဖြစ်တာကြောင့်ကောင်မလေးတွေကတဲတဲလုံနေကြတာဖြစ်ပါတယ်။တာဂိုဂျေဝင်နေတဲ့နာရူတိုကပြဿနာရှာရင်နာရူတိုဝေါ်မှာနာမည်အကြီးဆုံး Legendary Fight Case ကိုနှစ်ယောက်လုံးပေးမိသွားပါတယ်။ ဒီကိစ္စကြောင့်ပဲနာရူတိုကအတန်းနဲ့ရကောင်မလေးတွေရဲ့မုန်တီးခြင်းကိုခံရပြန်ပါတယ်။ဒါပေမဲ့အဲ့လိုစောက်ပွားမှုတောင်မှအတန်းနဲ့ရဟီနာတာဟီရူကာလို့ခေါ်တဲ့ကောင်မလေးကသဘောကျနေပါတယ်။ခေါင်းကြီးတို့အတွက်တော့စိုးစားပါ။၃ရောက်တစ်ဖက်ခွဲကြတဲ့အခါနာရူတိုဆာကူရာနဲ့ဆာစကဲတို့ကတစ်ဖက်လည်းကြပါတယ်။ကျန်တဲ့သူတွေကလည်းအတီးတီးအဖွဲတွေရရှိကြပြီးအုပ်စုလိုက်ဆောင်ရွက်မှုအကြောင်းကိုသိယူကြရပါတယ်။နေ့လယ်ထမင်းစားချိန်မှာတော့ဆာစကဲနဲ့ဆာကူရာအဆင်ပြေနေပြီးအနမ်းမေဂန်နီဘိုက်နာလာတာကြောင့်ဆာစကဲကအိမ်နာကိုပြေးပါတယ်။ဒါပေမဲ့ဆာစကဲကနာရူတိုပုံပြောင်းသွားပါတယ်။ တကယ်တော့နာရူတိုကဆာစကေကိုချောင်းတိုက်ပြီးသူ့ပုံပြောင်းကဆာကူရာနဲ့နီးစပ်အောင်ကြိုးစားတာဖြစ်ပါတယ်။လူတော်လူတက်လေဆာစကေကနာရူတိုကိုငပိုးဆိုပြီးအထင်သေးပြီလို့ကြိုးနဲ့တောက်တာခံလိုက်ရပါတယ်။ဆာစကေအစ်စ်ကလွတ်လာပြီးဆာကူရာနဲ့တွေ့တော့နာရူတိုကိုမေးပါတယ်။ဆာကူရာကတော့နာရူတိုကမိဘမရှိတာကြောင့်ထင်တိုင်းကျဲနေတဲ့ငပိုးတကောင်ဖြစ်ပြီးသူ့လိုမိဘရှိတဲ့သူကလူရင်ကြီးလေးတစ်ဖွဲပြောပါတယ်။တကယ်တော့အထီးကျန်မှုဆိုတာဟာမိဘရဲ့စူရာထက်ပိုပြီးဆိုတဲ့အရာတစ်ခုဖြစ်တယ်လို့ဆာစကေကပြောလိုက်ပါတယ်။စိတ်ပြည့်စရာတစ်ခုလို့အပြောခံလိုက်ရတဲ့ဆာကူရာလည်းနာရူတိုအပေါ်ခါခါတီးတီးဆက်ဆံခဲ့မိတာကိုကိုကျင်းစာသွားပါတယ်။ နာရူတိုကတော့တနေ့လုံးနွားနိုးကအစွမ်းပြနေတာကြောင့်ကိုဘွားရည်နေတော့အိမ်သားကိုလွတ်တက်နေရပါတယ်ဗီဒီယိုလေးကိုကြည့်ရသဘောကျရဆိုရင်ကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel ကို like and follow subscribe နဲ့ share လေးလုပ်ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်နောက်တစ်နေ့အတန်းမှာတော့သူတို့ဖွဲ့ကိုတာဝန်ယူမဲ့ဆရာတယောက်ပဲနောက်ကျနေပါတယ်အဲအားကြောင့်ပဲနာရူတိုကဘောပြက်ကိုတကားပေါင်ပေါ်တင်ပြီးခတ်တုံးလုံးထောင်ချောင်းအကွက်နဲ့ဆရာကိုကြိုးဆိုပါတယ်ရွာမှာတကြီးပင်းရဲ့အဆင့်အမြင့်ဆုံးဖြစ်တဲ့အထက်တန်းနေညာဂျိုနေတယောက်ကခတ်ပေါ်ပေါ်ထောင်ချောင်းကိုလွယ်လွယ်ပဲမိသွားပါတယ်ဇပင်အဖြူမတ်ကိုအမဲတက်ထားပြီးမျက်လုံးတစ်ဖက်ကိုအုပ်ထားတဲ့နေညာရဲ့နာမည်ကခါခါရှိဟာတာကီဖြစ်ပါတယ် ဲနောက်တယောက်နဲ့တယောက်ယင်းနီအောင်မိတ်ဆက်ကြပါတယ်ပထမဆုံးအနေနဲ့အူဇူမခီနာရူတို့ဖြစ်ပြီးအကြိုက်ဆုံးကအီချီရာကိုလို့ခေါ်တဲ့ရာမန်ဖြစ်ပါတယ်မကြိုက်တာကတော့ခောက်ဆွဲကိုပြုတ်နေတဲ့အချိန်ဆောက်ရတာကိုဖြစ်ပါတယ်အနာဂတ်အိမ်မက်ကတော့တရွာလုံးလေးစားအကြရတဲ့ဟိုကာကဲလှုပ်ဖို့ပဲဖြစ်ပါတယ်နောက်တယောက်ကတော့ဟာရူနိုဆာကူရာဖြစ်ပြီးသူ့ရဲ့ကြိုက်တာဝါသနာနဲ့အနာဂတ်အိမ်မက်အားလုံးကဆာစကဲဖြစ်ပါတယ်မကြိုက်တာကတော့နာရူတိုဖြစ်ပါတယ်နောက်ဆုံးတယောက်ကတော့ဆာစကဲအူချီဟာဖြစ်ပြီးမြင်နေသမျှအရာအားလုံးကိုမကြိုက်တဲ့သူဖြစ်ပါတယ်ကြိုက်တာရဲ့လို့လည်းမဲမဲရရမရှိပါဘူး သူ့ရဲ့အိမ်မက်မဟုတ်တဲ့ရီမန်းချက်ကအူချီယာမျိုးနယ်ကိုပြန်လည်တီထောင်ဖို့နဲ့လူတရက်ကိုတတ်ဖို့ဖြစ်ပါတယ်။သူတို့ဆရာမနှက်ပြန်လုတ်ခိုင်းမဲ့လက်ကျင်ကကြားဖို့66ရာခိုင်နှုန်းတည်ကြတဲ့အသက်လူရမဲ့စာမေးပွဲဖြစ်ပါတယ်။တကယ်လို့ကြာရှုံးခဲ့ရင်တော့၃ရာလုံးနင်ဂျာမူဂျိုကိုပြန်ဖို့ခံရမှာဖြစ်ပါတယ်။တကယ်တော့ဒါရှော့ပေါ်ပြောလိုက်တာဖြစ်ပြီးတမိုင်းမှာခါခါရှိရဲ့စာမေးပွဲကိုအောင်တဲ့ကန်နေဆိုတာတယောက်မှမရှိသေးပါဘူး။နောက်နေ့မနက်9နာရီမှာတော့လက်ကျင်ကွင်းကို၃ရာလုံးမနှက်စာမစားပဲလာကြရပါတယ်။ပထမဆုံးနေ့မှာရင်ခါခါရှိစမ်းဆဲက2နာရီလောက်နောက်ကျပြီးရောက်လာပါတယ်။ တကယ်တော့ဒီနေ့လေ့ကျင့်ခန်းကနေ့လယ်12:00နာရီမတိုင်ခင်ခါခါချီစီကခြုံနှလုံးကိုလှူရမယ်ရိုးရှင်းတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်။မလုံနိုင်ခဲ့တဲ့အချိန်မှာကြိုးတုတ်ခံရပြီးနေ့လယ်စာငတ်မှာဖြစ်ပါတယ်။ပြဿနာချူကနှလုံးပဲရှိရတဲ့အတွက်တယောက်ကတော့ကျင်းဒီပေါင်းနေ့လယ်စာငတ်မှာဖြစ်ပြီးအကယ်ဒမီကိုပြန်သွားရမှာဖြစ်ပါတယ်။ချူကိုတယောက်မှမယူနိုင်ခဲ့ရင်လည်း၃ရောက်လုံးကြာရှုံးမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီလေ့ကျင့်ရင်မှာကြိုက်တဲ့လက်နဲ့ကြိုက်တဲ့နီးလန်းနဲ့တိုက်ခွင့်ပေးထားပါတယ်။နင်ဂျာရီဆိုတာတိုက်ရိုက်ခိုက်ရေးမှာထူးချွန်တဲ့အပြင်ကိုယ်အောင်ဖြောက်ရုပ်ဖြတ်ပြီးပုံတဲ့နေရာမှာလည်းတော်ကြပါတယ်။ ဒါပေမဲ့နင်ဂျာတမိုင်းမှာအတုံးဆုံးဖြစ်တဲ့နာရူတိုကတော့အထက်ဆင့်ဂျိုနင်တကောင်ကိုပေါ်ပေါ်ထင်ထင်ပဲဂမူရှိလို့ဝင်တိုက်ပါရယ်။ခါခါရှိကတော့အပြာစာအုပ်ဖတ်ရင်ပဲထိုင်ကျူစုဆိုတဲ့နင်ဂျာကိုခံပညာနဲ့အေးအေးဆေးဆေးကာကွယ်နေပါရယ်။အဲအချိန်ရုတ်တရက်နာရူတိုရဲ့ကြောဘက်ကိုရောက်သွားပြီးလက်တင်ဂေတာတစ်ခုကိုပုံဖော်လိုက်ပါရယ်။နင်ဂျာလောကမှာအဲ့ဒီတင်ဂေတာဟာကြားဖြစ်ပြီးတော့မီးတိုင်းကိုအုံပြူချိန်မှာပုံဖော်ရတာဖြစ်ပါရယ်။နာရူတိုလိုအငယ်တန်းဆင့်နင်ဂျာလေးတို့အဲကော့ကအရန်ပြေးမိမယ်လို့ခါခါရှိကရုတ်တရက်အဲ့လက်နဲ့နာရူတိုဖင်ထဲကိုထိုးလိုက်ပါရယ်။ အဲခိုက်တန်းကကျွန်တော်တို့နာရူတိုလောကမှာအမြဲတမ်းပြောလို့ဆရာဖြစ်ခဲ့ပြီးနှစ်တထောင်မရဏတိုင်ခွက်လို့ကြော်ကြပါရယ်။မြစ်ထဲကျသွားတဲ့နာရူတိုလည်းမာတီရှဲဒိုကလုန်းဂျူဆုနဲ့ပြန်တက်လာပြီးအလေးဝင်တိုက်ပါရယ်။နင်ဂျာရန်သူကိုဘယ်တော့မှကြောက်မပေးရဘူးဆိုတဲ့အခြေခံစီးမင်းကိုခါခါရှီကသူမသိလိုက်ခင်မှာပဲချိုးဖျက်မိသွားပါရယ်။ဒါပေမဲ့အချုပ်ခံထားတဲ့ခါခါရှီကနာရူတိုပဲဖြစ်နေပြီးကိုဝါးရီစိတ်ဝမ်းကွဲပြီးအချင်းချင်းပြန်ထိုးကြပါရယ်။တကယ်တော့ခါခါရှီကအရာဝတ္ထုတစ်ခုတလိမ့်ဆန်တကောင်နဲ့ခန္ဓာကိုယ်ချင်းလဲနိုင်တဲ့နေရာပြောင်းဂျူဆုလို့ခေါ်တဲ့အရာနဲ့သူနဲ့နာရူတိုကလုန်းကိုနေရာချင်းလိုက်ကြဖြစ်ပါရယ်။ ပြီးရဲ့နောက်ခတ်တုံးတုံးနာတို့တို့လည်းကလေးတယောက်အတွက်တောင်တည်တာတဲ့ထောင်ချောင်းမှာမိသွားပါတယ်ဒါစားဒါစားနဲ့မနက်စာတော့မစားလာရသေးတဲ့သူတို့၃ယောက်လည်းမခံနိုင်တော့ပဲဆာစကဲရတိုက်ပွဲတဲကိုဝင်လာပါဗျ။တတိလက်လွတ်ဖြစ်နေတဲ့ခါခါရှိကိုအဝေးကနေစကြနဲ့ပြစ်ပြီးလွယ်လွယ်ပဲအနိုင်ယူလိုက်ပါတယ်။ဒါပေမဲ့ဂျိုးနင်းဆိုတာအလကားဖြစ်လာတာမဟုတ်တဲ့သူတယောက်အတွက်တော့အတော်ဆုံးကြောင်းသားလေးဆာစကဲရဲ့အကွက်ကိုအေးအေးဆေးဆေးပဲကောင်းလာသွားပါတယ်။တစ်ချိန်တည်းမှာပဲဆာကူရာရဲ့အော်ဒန်အကျယ်ကြီးကထွက်ပေါ်လာပြီးသွေးအလင်းလင်းဒဏ်ရာတွေနဲ့ဆာစကဲကိုမြင်လိုက်ရတာကြောင့်မေ့လေသွားပါတယ်။ ခါကာရှိကဂန်ဂျူစုလို့ခေါ်တဲ့စိတ်ကိုထိန်းချုပ်ပြီးပုံရိပ်ရောင်နေမြင်လာစေတဲ့တိုက်ခွက်ကိုအုံပြူသွားတာဖြစ်ပါတယ်။ဒီလိုနဲ့အဖွဲကောင်းဆောင်ခါကာရှိအတော်ဆုံးចောင်းသားဆာစကဲတို့ရွေးစရာမရှိတော့ပဲတယောက်ချင်းတိုက်ခိုက်ဖို့ဖြစ်လာပါတယ်။ဆာစကဲကတော့နာရူတိုလိုမဟုတ်ပဲပါပါနန်းနဲ့တိုက်ခိုက်တာကြောင့်ခါကာရှိလည်းစာအုပ်ဖတ်ချိန်မရဘဲခုခံနေရပါတယ်။ခြူလုံးကိုရမလို့လက်တကန်လိုအထိပါရောက်ခဲ့ပြီးဂန်နေတယောက်တက်တဲ့နာထပ်ပို့တဲ့မီးဘော်လုံးဂျူစုနဲ့ပါတိုက်ခိုက်ပါတယ်။ဒါပေမဲ့လေ့ကျင့်ရင်ပြေဝနေတဲ့ဂျုံနေတယောက်ကိုမရှိနိုင်တာကြောင့်ထမင်းခိုးစားဖို့လုပ်နေတဲ့နာရူတိုကတိုင်မှာကျိုးနဲ့အတုတ်ခံလိုက်ရပါတယ်။ အသင်းဖွဲ့ဆိုတာတယောက်နဲ့တယောက်ယုံကြည်မှုအနစ်နာခံမှုအဖွဲ့လိုက်လှုပ်ဆောင်နိုင်မှုဆိုတဲ့အရာဖြစ်ပေမဲ့သူတို့သုံးယောက်လုံးကတယောက်တစ်မျိုးစီတကူကောင်းဆန်ကြတာကြောင့်ဒီလေးကြည့်ရင်စာမေးပွဲကိုကြာဆုံးသွားပါတယ်။ဒါပေမဲ့အခွင့်အရေးပေးတဲ့အနေနဲ့နေ့လယ်၁၂နာရီကျော်တဲ့အချိန်မှာနောက်ထပ်စူးစမ်းခွင့်ပြုလိုက်ပါတယ်။သူတို့သုံးယောက်အတွက်ထမင်းရနှစ်ပူးပဲရှိလို့ခိုးစားဖို့ကြံတဲ့နောက်တူကတော့အငတ်ခံရမှာဖြစ်ပြီးသူ့အကျိုးရဲ့သူကတခါတည်းစာမေးပွဲကြာမှာဖြစ်ပါတယ်။ဒါပေမဲ့ Sasuke ကတော့ဂီယူမဆိုင်ပဲနာရူတိုသာပိုက်ဆံနေရှုံ့မှုများတာကြောင့်သူ့ကိုနေ့လယ်စာကျွေးတဲ့အခါ Sakura ပါလိုက်ကျွေးပါတယ်။ ဲ့ဒီအခိုက်အတန့်လေးမှာသူတို့သုံးယောက်ရဲ့အတင်းအဖွဲဆိုတဲ့ခံစားချက်ဟာပထမဆုံးအနေနဲ့ခိတအတက်ဝင်လာခဲ့ပါတယ်။အဲ့အချက်ကြောင့်ပဲတမိုင်းမှာပထမဆုံးအနေနဲ့ခါခါချီဟာတာကီရဲ့ဆောင်မေးပွဲကိုသုံးယောက်လုံးအောင်သွားပါတယ်။နင်ဂျာလောကမှာစီကန်းဆိုတာပထမဖြစ်ပြီးမလိုက်နာတဲ့သူကစံကုန်မြေလေးပဲဖြစ်ပါတယ်။ဒါပေမဲ့ကိုယ်တငယ်ချင်းတွေကိုဂယုမဆိုင်အလေးမထားတဲ့သူတွေကစံကုန်မြေလေးထပ်ပို့ဆိုးတဲ့သူတွေဖြစ်ပါတယ်။အဲ့လိုနဲ့ပဲခေဆက်ဆက်အကျန်းဆုံးအဖွဲ့ဝင်တွေပဲရှိခဲ့တဲ့တင်းဆက်ပန်းကခါခါရှိဟာတာကီရဲ့ဥဆောင်မှုအောက်မှာတာဝန်တွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်ရတော့မှာဖြစ်ပါတယ် ါကတော့အပိုင်းနှစ်ဖြစ်ပြီးစိတ်ဝင်စားရင်အပိုင်းသုံးကိုနောက်နေ့မှတင်ပေးသွားမှာဖြစ်လို့ like and follow နဲ့ share လေးတွေလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်